မြင့်မြတ်တဲ့နေရာထက်တန်းကြတဲ့နေရာဘဝမြင့်မြင့်နေဆိုရင်ပေါ့ဘဝမြင့်မြင့်တဲ့ပုံကောများတင့်မခံခြင်းစိတ်နှစ်အာကြစိတ်သုံးတံဝေကစိတ်ရှိရမယ်လို့ဒီလိုပြောတယ်နေကြနေရင်မခံခြင်းစိတ်နဲ့ကြိုးစားရင်လည်းဘဝမြင့်ဘုမသူတော်ချမ်းသာတဲ့ငါလည်းဘာလို့ချမ်းသာရမှာလဲသူလည်းထမင်းစားတာငါလည်းထမင်းစားတာသူလည်းပခုံးနဲ့ပဲကြောင်းပေါ့ငါလည်းပခုံးနဲ့ပဲကြောင်းပေါ့ တူတော်ဖြစ်ရင်ငါဘာဖြစ်လို့မဖြစ်ရမှာလဲဆိုပြီးတော့မခံကျင်စိတ်နဲ့ကြိုးစားတဲ့ပုံပေါ်များလဲဘဝတစ်နေရောက်တယ်။နောက်တကအာကြစိသူ့ကိုကြည့်ပြီးအာကြလိုက်တာသူ့လိုဖြစ်ချင်လိုက်တာဆိုပြီးတော့ဖြစ်အောင်လို့ကြိုးစားတဲ့ပုံပေါ်များလဲဖြစ်လာကြတာလည်းရှိတယ်။အဲ့တော့မခံကျင်စိတ်နဲ့အာကြစိအဲ့ဒီနှစ်ခုကြောင့်ဘဝမြင့်လာတဲ့ပုံပေါ်များဟာဘဝမြင့်လာပြီဆိုရင်ပညာနဲ့ပြန်ထင်ရတယ် ပညာနဲ့ပြန်မထိန်ဘူးဆိုရင်ဘဝမြင့်လာတဲ့အခါမှာတို့ရင်တို့ရင်ပြန်ရောက်သွားတတ်တယ်။ဘုမတုံမထိန်နိုင်လို့ဘဝမထိန်နိုင်လို့မဆောင်စည်းနိုင်လို့ကိုကိုကိုပညာနဲ့မထိန်ရင်ဘဝဟာအောက်ပြန်ရောက်သွားတတ်တယ်။အဲ့ဒါကြောင့်မခံရင်စိတ်အကြစိတ်နဲ့ဘဝမြင့်လာရင်ပညာနဲ့ထိန်ဖို့နောက်တစ်ခါတံဝေကစိတ်တံဝေကစိတ်နဲ့ဖြစ်လာတဲ့ပုံပုံများကသတိတံဝေကဒီလိုတွေ့သုံးတော့အဲ့ဒီမျိုးန တောင်ဝေကနဲ့မြင့်လာတဲ့ဘဝမြင့်မျိုးနီးကတော့အကောင်းဆုံး